Hello hi အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ KZ မြေ blog ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တောင်တရုတ်ပင်လယ်ပြင်မှာဒီဖြစ်နေတဲ့ပြည်ပကတစ်ခုအချို့ကျွန်တော်နေနဲ့တင်ဆက်ပြမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့တောင်တရုတ်ပင်လယ်တဲမှာဆိုရင်ဒါဘယ်ကျွန်းတွေကဘယ်နိုင်ငံကပိုင်နေဆိုပြီးသတ်မှတ်ချက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီသတ်မှတ်ချက်တွေကိုကြော်လွန်ပြီးတော့တရုတ်နိုင်ငံကဒါခြားနိုင်ငံရဲ့ကျွန်းတွေကိုဒါဝင်လို့တဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒီကြောင့်ရာကျွန်တော်နေနဲ့ဒါတင်ဆက်ပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့သိထားရမယ့်အချက်လက်တွေရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒါက UN ရဲ့လောက်အောင်မှာရှိတဲ့ unclock ဆိုတဲ့အဖွဲ့အစည်းကနေထုတ်ပြန်ထားတဲ့တာသတ်မှတ်ချက်တွေပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နိုင်ငံတကာနိုင်ငံဟာဆိုရင်တည်းရေပိုင်နဲ့ပေါ့နော်နိုင်ငံတကာနိုင်ငံဟာဆိုရင်တည်းသူ့ရဲ့ဒီကမ်းခြေကနေမိုင်၁၂မိုင်တွင်ကိုယူခွင့်ရှိတယ်၁၂မိုင်တွင်ဆိုတော့သူ့ရဲ့ကမ်းခြေကနေ၁၂မိုင်တွင်မှာရှိတဲ့ကျွန်းတွေပြန်စားတာတွေအာဖတ်တာတွေအစအကုန်လုံးလို့ရတယ်အဲ့ဒီကျွန်းတွေပေါ်မှာလည်းလူနေလို့ရတယ်ပေါ့နော်ဒါကကြတော့နိုင်ငံတကာနိုင်ငံရဲ့ဒါရေပိုင်နဲ့လို့ပြောလို့ရတယ်ပေါ့နော်ဒါရေပိုင်နဲ့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီတက်ကိုနိုင်ငံတကာနိုင်ငံကယူခွင့်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ EEZ လို့ခေါ်တဲ့ဒါစီဝိုင်းဆုံပေါ့နော်စီဝိုင်းဆုံမှာကျတော့ကိုယ့်ရဲ့ကမ်းခြေကနေမိုင်းနေရာထိကိုလေ့ရတယ်။အဲ့ဒါကဘာကွာလဲဆိုတော့ဒီမိုင်းနေရာတွင်းမှာရှိတဲ့ကျွန်းတွေပေါ်ဆိုရင်လူကနေလို့မရဘူး။ဒါပေမဲ့ကြံတဲ့အရာတွေလုပ်လို့ရတယ်။အဲ့ဒါမှာစီရေးလေ့ကျင့်တာတွေဘာလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကျွန်းတွေပေါ်မှာတော့ဒီသားနေခွင့်တော့ရှိဘူးပေါ့နော်။စနမိုင်းတွင်းမှာဆိုရင်ကျွန်းတွေရှိတယ်ဆိုရင်အဲ့ဒီကျွန်းတွေပေါ်နေထိုင်ခွင့်ရှိတယ်ပေါ့နော်။အဲ့လိုမျိုးကွာတာဖြစ်ပါတယ်။ဒီစနမိုင်းတွင်းမှာရှိတဲ့ကျွန်းတွေဆိုရင်လူတွေနေလို့ရတယ်။ဒါပေမဲ့မိုင်းနေရာတွင်းမှာရှိတဲ့ကျွန်းတွေဆိုရင်လူတွေကလုံးဝနေလို့မရဘူးပေါ့နော်။ ဲ့ဒီချိန်မှာတရုတ်ကဘာဖြစ်လဲဆိုတော့သူကတခြားနိုင်ငံကသတ်မှတ်ပေးထားတဲ့ဟာတွေလိုက်လာတယ်။ဥပမာ7မိုင်ထိလည်းယူတယ်၊မိုင်နေရာထိလည်းယူတယ်။ဒါပေမဲ့မိုင်နေရာထိကိုယူတဲ့အပြင်သူကတခြားနိုင်ငံရဲ့ရေပိုင်နက်ကိုပါဒါကျူးကျော်ပြတ်တာဝင်ရောက်ပြီးတော့ဒါနေထိုင်နေတယ်ပေါ့နော်။အဲ့ဒီဖြစ်ရတဲ့ဖြစ်နေတယ်ပေါ့နော်။အဲ့ဒီပြဿနာကလက်ရှိမှာဒါဖြစ်နေတယ်ပေါ့နော်။ဒုတိယကမ္ဘာစစ်အဖြစ်ခင်အခြေခံအရင်ချိန်တွေတော့ကြည့်မှာပြ။ဒုတိယကမ္ဘာစစ်မဖြစ်ခင်တုန်းကအဲကမ္ဘာပေါ်မှာအဲ့ဒါ Empire ကြီးနှစ်ခုရှိရပေါ့နော်။ဒါကဒုတိယကမ္ဘာစစ်မဖြစ်ခင်နှစ်ခုကိုပြောတာနော်။ အဲ့ဒီအမရနှစ်ခုကပါလဲဆိုတော့သူကပြင်သစ်ကလည်းအမရတစ်ခုတိဆောင်နေတယ်။အပြီးတော့အဲအင်္ဂလိပ်ကလည်းအမရတစ်ခုတိဆောင်နေတယ်။အဲ့ဒီချိန်မှာပြင်သစ်ဟာဆိုရင်ရှင်းတော်အာရှောင်းရောက်လာတယ်။ရှင်းတော်အာရှောင်းရောက်လာပြီးတဲ့အခါမှာရှင်းတော်အာရှာရဲ့ဒီနိုင်ငံတကာနိုင်ငံဖြစ်တဲ့တာအခုတော့ BNN ပေါ့နော်အဲ့ဒီတော့သူကအင်ဒိုချိုင်းနာလို့ခေါ်တယ်။အဲ့ဒီအင်ဒိုချိုင်းနာကိုရောက်သွားတယ်ပေါ့နော်။အင်ဒိုချိုင်းနာရောက်လာတဲ့ခါမှာဆိုရင်တောင်တရုတ်ပင်လယ်ရတာကန်ဆာမှာတက္ကသတစ်ခုမှရှိတယ်ပေါ့နော်သူကတည်ုံနိုင်နေတယ်အဲ့နေရာကိုသူက ဲ့ဒီဒီ Indochina ကနေခုန BNN ပေါ့နော် BNN ကနေတောင်ပြုတ်ပင်လယ်ထဲမှာရှိတဲ့သူကသူနေအကုန်လုံးတင်းလိုက်တယ်တင်းလိုက်တဲ့ခါမှာအဲ့ဒီခါမှာမကျေနပ်မှုကဘယ်ဟာဖြစ်လာလဲဆိုတော့တရုတ်ကလည်းမကျေနပ်ဖြစ်တယ်နောက်ပြောတော့ဂျပန်ကလည်းမကျေနပ်ဖြစ်တယ်ဂျပန်ကအဲ့ဒီချိန်အဲ့ဒီချိန်မှာနှစ်ခလုံးကသူတို့ကဒီဟာကိုသူတို့လည်းအမရတစ်ခုကိုထောင်မှဆိုပြီးကြိုးစားကြတယ်ဒါပေမဲ့တရုတ်နိုင်ငံကဘာလို့မထောင်နိုင်လဲဆိုတော့တရုတ်နိုင်ငံမှာကျတော့အဲ့ဒီကလက်နက်အင်အားကလည်းအဲ့လောက်ကြီးအာခင်မိတဲ့အခြေအနေလည်းမရှိသေးဘူးပေါ့နော်ဒါပေမဲ့ဂျပန်ကခင်မိတယ် ခင်ဗျတော့အဲ့ဒီအချိန်မှာ PMR ကိုထောင်လိုက်တယ်ပေါ့ဗျာထောင်လိုက်တယ်ထောင်ပြီးတဲ့ခါမှာတော့ဘာလို့လဲဆိုတော့အဲ့ဒီဒီအာရှတိုင်းအာရှဘက်မှာဆိုရင်သူကသူကိုယ်တိုင်နေချက်ပါတယ်ဗျာနော်ကိုလိုနီနိုင်ငံတွေအများကြီးလုပ်ပဲထုတ်ပြီးတဲ့ခါမှာဆိုရင်လည်းခုနဒီပြည်ချက်တွေကိုတိုက်ထုတ်ပြီးတော့အဲ့ဒီတောင်တိုးပင်လယ်ကိုလည်းသူကခင်းချုပ်လိုက်ခင်းချုပ်ပြီးတော့တောင်တိုးပင်လယ်ထဲမှာရှိတဲ့ကျွန်းတွေအကုန်လုံးကိုလည်းယူတယ်ဒီရှိတော်အာရှမှာရှိတဲ့နိုင်ငံတွေအကုန်လုံးလည်းသူကကိုလိုနီလုပ်တယ်ပေါ့နော်အလုံးစုံဒုတိယကမ္ဘာစစ်ဖြစ်တယ်ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ခါမှာဆိုရင်အမေရိကန်ဝင်လို့ဆိုပြီးဂျမန်တွေကရှုံးလာတယ်ပေါ့နော် ုံးသွားတဲ့ခါမှာဆိုရင်အဲ့ဒီချိန်မှာဂျပန်တွေကနောက်ဆုတ်ပြလိုက်ရတယ်အဲ့ဒီချိန်မှာအမေရိကန်ကတော့မလုပ်လဲဆိုတော့ဒီတောင်တရုတ်ပင်လယ်ပြင်မှာရှိတဲ့ဒီခုနဂျပန်သိမ်းထားတဲ့နေရာတွေအကုန်လုံးရောနောက်ပြတော့အရှတ်တိုင်းမှာသူတွေချိန်ထားတဲ့ကိုလိုနီနယ်မြေပြုတ်ထားတဲ့နေမြေတွေအားလုံးကိုသူကရမ်းပြတောင်းနေပေါ့နော်တောင်းတဲ့ခါမှာသူကရှုံးထားတဲ့အတွက်ကြောင့်ဂျပန်ကလည်းအဲ့ဒီနေရာတွေကိုလက်လွတ်ပြပြလိုက်ရတယ်အဲ့ဒီချိန်မှာပဲဘာဆက်ဖြစ်လဲဆိုတော့ဒီ1940လောက်မှာပေါ့နော်1940လောက်မှာဆိုရင်တရုတ်မှာစစ်ဖြစ်တယ်တရုတ်မှာစစ်ဖြစ်တယ်ဆိုတော့သူက တရုတ်နိုင်ငံရဲ့အစိုးရနဲ့တရုတ်အစိုးရပေါ့နော်တရုတ်အစိုးရနဲ့သူက community community center ပြည်ထနာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာဆက်ဖြစ်လဲဆိုတော့ American ကဒီတရုတ်အစိုးရကိုဒီတင်မော်တွေထောက်ပံ့ပေးတယ်တင်မော်တွေအဲ့ဒီတင်မော်တွေရဲ့သူဘာကြောင့်ထောက်ပံ့ပေးလဲဆိုတော့အဲ့ဒီတော့ကဒါပြက်ကဘာစစ်နောက်ပိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်စစ် AK ဖြစ်သွားပြီပေါ့နော်စစ် AK ဖြစ်တဲ့အခါမှာဆိုရင်ဒါဝါဒရှစ်ပြိုင်မှုတွေကဆက်အငြင်းနဲ့ပြည်တယ်ပေါ့နော်အဲ့ဒီအချိန်မှာအမေရိကန်ကျွန်တော်နဲ့စနစ်ကကြတော့ဒီမိုကရေစီစနစ်ကိုကျင်းလို့လေဒါပေမဲ့သူကကွန်မြူနစ်စနစ်နဲ့စန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့နော်အဲ့လိုဖြစ်နေချိန်မှာပဲသူကဒီတရုတ်ဆိုးရက ကွန်မြူနီဆိုရင်တိုက်နေတဲ့အတွက်ကြောင့်ကွန်မြူနီကိုမနိုင်စေချင်တဲ့အတွက်ကြောင့်ခုနတရုတ်ဆွေရကိုတင်မော်တွေထောက်ပံ့ပေးတယ်ဒါပေမဲ့အဲတရုတ်ကကြတော့အဲ့ဒီချိန်မှာဒီတရုတ်ဆွေရပေါ့နော်တရုတ်ဆွေကအဲ့ဒီဒီတင်မော်တွေကိုသူကဘယ်နေရာမှာတုံးလိုက်လဲဆိုတော့ပြောင်တရုတ်ပင်လယ်တင်မှာရှိတဲ့အကျိုးတွေကိုဒါတခြားသူတွေမနေနိုင်အောင်ဆိုပြီးတော့အဲ့ဒီချိန်မှာအဲ့ဒီဒီခုနခုနအမေရိကန်နေပေးထားတဲ့တင်မော်တွေကိုအဲ့ဒီပတိကိုပို့လိုက်တယ်ပေါ့နော်ပို့လိုက်တဲ့ခါမှာဆိုရင်သူကရေတက်အရာနဲ့တိုင်းမနေရာတွေကြတော့အဲ့ဒီတင်မော်တွေမတုံးမဲနဲ့ကြတော့ပြည့်ပြည့်နဲ့ဒါတရုတ်ဆွေရက ဒါရှုံးသွားရပါတော့နော်ရှုံးပြီးအဖြစ်ဖြစ်နေရှုံးလာတယ်ရှုံးပြီးတော့ဖဖြစ်နေကဖြစ်ဖြစ်နေနိုင်လာရပါတော့နော်အဲ့လိုနိုင်ပြီးတဲ့ခါမှာဆိုရင်တရုတ်ကတော့တရုတ်ဆိုရကလုံးဝရှုံးသွားတယ်ရှုံးလာပြီးတော့ကွန်မြူနစ်ဆိုရကဖြစ်နေတူလာတယ်ပလာတဲ့အချိန်မှာပဲတရုတ်ကဒီတရုတ်ဆိုရကအရင်တော့ကဒီသူ့ရဲ့ဒါကျွန်းကျွန်းဖြစ်တဲ့ထိုင်ဝမ်ကျွန်းကိုပြေးသွားတယ်ပေါ့နော်ထိုင်ဝမ်ကျွန်းကိုပြေးသွားတဲ့ခါမှာဆိုရင်ကွန်မြူနစ်တွေကဒါလိုက်လို့မရတော့ဘူးအလိုလဲဆိုတော့ကွန်မြူနစ်တွေကအဲ့ဒီအချိန်မှာသူကဆေးရလဲအရင်ကောင်းစားတယ်လည်းမဟုတ်ဘူးရေတက်တယ်မှလည်းအဲ့လိုကြီးကောင်းစားမှုမရှိဘူးနောက်ပြီးတော့ အဲလဲဆိုတော့ဒီလေးတက်တွေပေါ့နော်လေးတက်ကလည်းကောင်းစားမှုရှိဘူးသူတို့ကဒီအဓိကပဲအဓိကဒီတရုတ်ကုန်းမြေကြီးပဲတက်တက်ရသွားတယ်အဲမဲ့အဓိကဒီတရုတ်ဆွေးရကျတော့ထိုင်ဝမ်ကျွတ်ပြောင်းသွားတယ်ပေါ့နော်အဲ့ဒီချိန်မှာအမေရိကန်ကလည်းသူကထိုင်ဝမ်ကျွတ်ကိုသူကဒီခုနတရုတ်တရုတ်ဆွေးရကလာရောက်ပြတာပြစ်ခတ်ပြရတဲ့အတွက်ကြောင့်အဲ့ဒီမှာသူကလည်းကောက်ကွယ်ပေးတဲ့ပုံစံမျိုးရှိနေတယ်ပေါ့နော်အဲ့ဒီတရုတ်ဆွေးရကအဲ့ဒီကတည်းကဒီတုံးပြလိုက်တဲ့ link တမောရီယာဆိုရင်အဲ့ဒီတောင်တရုတ်ပင်လယ်တန်မှာချို့ချို့နေချို့ချို့နေမှာလက်ရှိအတိတာအဲခြေချနေတာရှိရပေါ့နော် ဒါပေမဲ့စစ်မှတ်ပြီးခဲ့မှာပဲဒါ1946လောက်မှာဆိုရင်တရုတ်ဆိုရကမလုပ်လဲဆိုတော့အဲ့ဒီကျွန်းနေမှာဆိုရင်ဒါတရုတ်တို့ရဲ့ဒီစစ်အရာရှိပေါ့နော်တရုတ်အရာရှိတယောက်ကိုအဲ့ဒီကျွန်းမှာသွားပြီးတော့ဒါလက်ဆက်ခိုင်းတယ်ဒါပေမဲ့တခြားနိုင်ငံတွေကလာပြီးတော့အဲ့ဒီလောက်ကိုဖြုတ်တယ်ဖြုတ်ပြီးတော့ဒါသူတို့ရဲ့ဒီကိုဘိုင်လန်မျိုးဆိုက်သွားတယ်အဲ့ဒီအချိန်မှာတရုတ်ကနောက်ထပ်ပါစဉ်းစားလဲဆိုတော့ဒီ hobby အဲ့တော့ငါတို့ဒီဒီဒီပိုင်းနဲ့ပတ်သက်ပြီးငါတို့ကိုယ်ဒီရေပုံနဲ့စွတ်ထဲမှာဆိုပြီးသူပင်ရေကြောင်းနဲ့ပတ်သက်ပြီးဒါရေအနေထားလို့ပြောပေါ့နော်ရေအနေထားဟုတ်တာအမှတ်ပေး professor ဝန်ပမခရယကိုခေါ်လိုက်တယ်ခေါ်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီသူ hobby ဒီရေမြေဒီဒီပိုင်နဲ့ကိုတော့တာငါတို့တဲ့ကို satellite ဆိုပြီးတော့ဒါဆက်ခိုင်းဆက်ခိုင်းတဲ့အခါမှာဆိုရင်အမအဲ professor ကဆက်ပြလိုက်တယ်အဲ့ဒီအချိန်မှာ live touch line ဆိုပြီးဆက်လိုက်ပါတော့သူက live touch line ဆိုတော့ကဆက်ဒီ touch ဆိုတာဒီလာပါတယ်ဒါပြီးတော့ချစ်ချစ်ကြောင်းလေးအဲ့ဒီချစ်ကြောင်းလေးဒါဆက်တစ်ခုရှိတာပေါ့နော်အဲ့ဒီအချိန်မှာတရုတ်ကလည်းခုကတရုတ်ကလည်းအခုကစစ်ကရှုံးသွားပြီဆိုတော့အဲ့ဒီ live touch line ဟာဆိုရင်ဒီ Taiwan Taiwan မှာရှိတဲ့တရုတ်ဆိုရောက်ကိုလည်းဒါရှိနေတယ်ပေါ့နော် ဒါပေမဲ့ရှုံးတာပဲမဲ့ community ဘက်ကလည်းဒီအိုက်တော်မော်စီတော့ဦးဆောင်တယ်ပေါ့နော်မော်စီတော့အဲ့ဒီချိန်မှာအဲ့ဒီတောင်တိုးပင်လယ်ဟာဆိုရင်ငါတို့နဲ့ပဲတက်ဆိုင်နေဆိုပြီးသူကလည်းထုတ်လိုက်တယ်သူကလည်း limited touch line ဆိုပြီးဆွဲလိုက်တယ်ပေါ့နော်ဆွဲလိုက်တဲ့အခါမှာဆိုရင်အမှ1950လောက်မှာဆိုရင်အဓိကတရုတ်မြေကြီးကိုတရုတ်နယ်မြေကိုရရှိသွားတဲ့ community ဆိုရဟာဆိုရင်သူကမလုပ်လိုက်လဲဆိုတော့အဲ့ဒီချိန်မှာ BNN ကသူကနှစ်ပိုင်းခွဲသွားတယ်အဲ့ဒါပါလဲဆိုတော့တောင်နဲ့မြောက်ဆိုပြီးခွဲသွားတယ် မြောက်ဘက်ပိုင်းကမြောက်ဘက်မြောက် BNN ပေါ့နော်မြောက်ဘက်ပိုင်းမှာရှိတဲ့ BNN ကကြတော့သူက community ဆိုရအောင်ထောက်ခံတယ်ပေါ့နော်ဒီ community စနစ်ကိုထောက်ခံတဲ့ဆိုရဖြစ်တယ်အဲ့ဒီအချိန်မှာသူက community တွေကလည်းနေမျိုးဒီလိုတဲ့ဒီတရုတ်နေမျိုးကိုရရှိသွားပြီဆိုတဲ့အတွက်ကြောင့်မြောက် BNN ကလည်းသူတို့ရဲ့ဒီရဲဘော်ရဲဘက်ဖြစ်တယ်ဆိုတဲ့အနေနဲ့အဲ့ဒီ dash line စက်တခုတည်းရနေနောက်တစ်ခုကိုနှုတ်ပြီးတော့သူတို့ကိုလက်ဆောင်နေနဲ့ပြလိုက်တယ်လက်ဆောင်နေနဲ့ပြလိုက်တဲ့အခါမှာအဲ့ဒီမှာပြဿနာကနှစ်ခုဖြစ်လာတယ်အဲ့ဒါကဘာလဲဆိုတော့တရုတ်ဟာဆိုရင်ဒီတရုတ် အဓိက main line ပေါ့နော်အဓိကနည်းမျိုးရထားတဲ့အစိုးရကကြတော့ dive dash line ရှိတယ်ဒါပေမဲ့ထိုင်ဝင်ကျွန်းမှာရှိတဲ့ဒီတေယိုဆိုးရကကြတော့သူက lemon dash line ရှိတယ်အဲ့မှာပြဿနာကဖြစ်နေတယ်နောက်တစ်ခုကအားစပ်ဖြစ်လဲဆိုတော့ flapping flapping ကကြတော့ဒုတိယကဘာစစ်ပြီးတဲ့နောက်မှာဆိုရင်သူကသူ့ရဲ့နိုင်ငံကိုတီချောင်ရင်းနဲ့ပဲလှုပ်ရှုပ်နေတယ်ဒါပေမဲ့အဲ့ဒီချိန်မှာစစ်ပွားရေးသမားတယောက်ကအဲ့ဒီတောင်တေယိုပင်လယ်တွေကိုသွားပြီးတော့သူကဒီကျွန်း54ကျွန်းပါတဲ့ကျွန်းစုပေါ့နော်ကျွန်းစုတစ်စုသွား တွေ့ရှိသွားတယ်။တွေ့ရှိသွားတဲ့အခါမှာအဲ့ဒီကြောင့်ဆိုရင်သူ့ပိုင်းနဲ့သူ့တွေ့ရှိတဲ့သူ့တွေ့ရှိတဲ့အတွက်ကြောင့်သူ့ပိုင်းနဲ့ဆွေးပြီးလုပ်လိုက်တယ်။ဒါပေမဲ့အဲ့လိုပတ်ဆိုင်မှုမကြပါဘူး။ရ60ပြည့်တဲ့အခါမှာဒီဖလပိုင်ဆိုရကတိပြီးတော့အဲ့ဒီကျွန်တော်မင်းလက်လွတ်လိုက်။ဒါဆိုရင်ဖလပိုင်လူမျိုးကတွေ့တဲ့အတွက်ကြောင့်ဖလပိုင်ကျွန်တော်တာတမတ်ရမယ်ဆိုပြီးတော့အဲ့ဒီချိန်မှာသူကလုပ်လိုက်တယ်။အဲ့ဒီအခါမှာဆိုရင်နောက်ထပ်ဗီယက်နမ်ကလည်းဒီတောင်ပိုင်းဗီယက်နမ်ပေါ့နော်။တောင်ပိုင်းဗီယက်နမ်ကလည်းသူကအရင်တော့ပြင်သစ်တရအဲ့ဒီအချက်အချက်သူကသိမ့်မိုက်ထားတဲ့အတွက်ကြောင့်ဟိုသူ့ပိုင်းနဲ့ဆိုတဲ့အနေနဲ့ဒါမျိုးတော့မူတည်လုပ်တာရှိတယ်။ ဲ့လိုနဲ့ဒါပြုံးလို့တဲ့ပြဿနာတွေဆက်ပြေတယ်ခက်ဖြစ်ပြီးတဲ့နောက်မှာဆိုရင်ဒါ1950နောက်ပိုင်းမှာဆိုရင်အဲ့ဒီ unclose လို့ခုနကကျွန်တော်ပြောတဲ့ဒီ UN ရဲ့လောက်မှာအလုံးလုံးတဲ့ unclose ဆိုတဲ့ဖွဲ့စည်းကနေဒါခုနကဂျပိုင်နဲ့တီကိုခွဲခြားပစ်လိုက်တယ်အဲ့လိုမျိုးသတ်မှတ်ပြီးနေတိုင်းတဲ့ခံမှာဆိုရင် VNN ကဘာလို့လဲဆိုတော့သူပိုင်တဲ့ဒီကျွန်းနေပေါ်မှာဒီနေ့နေ့အတွေ့အကြုံတွေ့ရှိတယ်ပေါ့နော်ဒါ1960လောက်မှာအဲ့တွေ့ရှိတဲ့ခါမှာဆိုရင်အဲ့ရေနံတွေကိုတူးမှန်ဆိုပြီးအဲ့ဒီဘက်မှာဒါလူတွေလူတစ်တွေဒါအဲ့ဒီကျွန်းတွေပေါ်ကိုချေချောက်မှုတွေလုပ်တယ် ်အပြောတဲ့အဲ့ဒီဘက်တွေကသူကလူတွေပို့တယ်ပေါ့နော်ပို့ပြီးတော့အဲ့လိုမျိုးတွေထပ်နေတော့ဆောင်တယ်အဲ့ဒီအချိန်မှာဘာဆက်ဖြစ်လဲဆိုတော့သူကတရုတ်ဘက်ကနေဘာဖန်တမောတွေကခုနဗီယက်နမ်ပိုင်းနဲ့ခုနရေနံတွေတူးမှအဲ့ဒီနေရာတော့ရောက်လာတယ်ထွက်လာတဲ့အခါမှာဆိုရင်ဗီယက်နမ်ဘက်ကအဲသူတို့ဗီယက်နမ်ဘက်ကအဲ့ဒီစစ်သားတွေကိုစေလွတ်ပြီးတော့ခုနဒီတရုတ်ဘက်ကလာတဲ့ငါးဖက်သမားတွေမောက်ထုတ်လိုက်တယ်မောက်ထုတ်တဲ့အခါမှာဆိုရင်တရုတ်တရုတ်ကမကျေနပ်ပြီးတော့အမှရေတက်တွေအဲ့ဒါပြတော့လေရင်တွေပို့ပြီးတော့အဲ့ဒီခုန စစ်သားတွေရှိတဲ့မြတို့ဖြက်စီးပြီးဖြက်စီးပြီးတော့ဖြက်စီးပြီးတော့အမှစစ်သား9လောက်ထင်တယ်တက်ခံလိုက်ရသေးတယ်တက်ခံလိုက်ရအဲ့လိုဖြက်စီးတယ်ဖြက်စီးပြီးတဲ့အခါမှာအဲ့ဒီချိန်မှာတေယုတ်ကဘာပြောလဲဆိုတော့ဟောပြီးဒါကငါတို့တွေနေမဖြစ်သားဘယ်တော့မှမဆိုင်တော့ဘူးလို့ပြောပြီးတော့ဘီယန်နယ်လိုမျိုးတွေကမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်တဲ့အခါမှာဆိုရင်ဒါဘီယန်နယ်လိုမျိုးတွေလည်းသူတို့နေမျိုးပြန်သွားရတယ်အဲ့မဲ့ပြဿနာကမပြီးသေးဘူးဘာသာဖြစ်လဲဆိုတော့ဖလပိုင်မှာဆက်ဖြစ်တယ်သူကဒီ UN ရဲ့စီမင်းတွေကိုလိုက်လာတယ်အဲ့နာပေမဲ့တေယုတ်ကကျတော့အဲ့လိုစီမင်းတွေကိုဖောက်ဖက်တာ ਉਹ ဖောက်ဖက်တာ ਉਹ ုနကလည်းမျိုး BNL လိုနိုင်ငံတွေကကြတော့ဒီ AR သေးတယ်ပေါ့နော် AR သေးတယ်စစ်တပ်အင်အားလည်းအဲ့ဒီချိန်မှာမကောင်းတော့ဘူးဒါပေမဲ့နောက်ဆက်ကြောက်ရောက်လာတဲ့ခါမှာဆိုရင်2017ခုနှစ်ထဲမှာပေါ့နော်အဲ့ဒီချိန်မှာဘာဖြစ်ဘာဖြစ်လဲဆိုတော့တရုတ်တရားဆိုရင်ဒါဖိလစ်ပိုင်ပိုင်နဲ့ကျွန်းနေတယ်ကိုဝင်ပြီးတော့လုပ်တယ်မင်းလည်းဆိုတော့အာခုနကကျွန်တော်ပြောထားတဲ့ဒီရေပိုင်နဲ့တွေပေါ့နော်ရေပိုင်နဲ့ဖက်နမိုင်ရှိလဲယူထားတယ်ငါပြောတော့မိုင်းနေရာလည်းမိုင်းနေရာရှိလဲယူထားတယ်မိုင်းနေရာရှိရသူ့ရဲ့ပိုင်နဲ့ဖြစ်ပေမဲ့တရုတ်ဟာဆိုရင်ဒီဖိလစ်ပိုင်ပိုင်နဲ့မိုင်းနေရာထဲမှာရှိတဲ့ကျွန်းနေမှာ ဒါဝယ်ရောက်ပြီးတော့ဒါအရင်ကျွနေပေါ်မှာဒါစစ်တက်ခြေဆိုင်လာရရှိရပေါ့နော်ခြေအခါမှာဆိုရင်ဒါဖိလစ်ပိုင်ကမကျေနပ်ခုနောက်ဆုံးတောင်မှာဖိလစ်ပိုင်က UNSCR လို့ across လို့ခေါ်တဲ့ဖွဲ့စည်းကိုသွားတိုင်တယ်အဲဒီအခါမှာဆိုရင်ဟောပြီးဒါကတော့မင်းတို့ကလုံးနေတယ်ဆိုတော့တရုတ်ကယူဆိုင်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒီပတ်သက်အဲ့ဒီတင်မှာကလက်ရှိတွေဖြစ်နေတယ်ဖြစ်နေပေါ့နော်အစတော့တရုတ်ကလိုက်လာတယ်ဒါပေမဲ့နောက်ဆုံးတောင်မှာဖိလစ်ပိုင်ကတိုင်တဲ့ဟာကျတော့တရုတ်ကယူဆိုင်တော့အဲ့လိုမျိုးတွေဖြစ်နေတယ်ဒါကအဲ့ဒီတင်မှာမှုတွေကအဲ့ဒီနိုင်ငံတကာနိုင်ငံတွေမဟုတ်ဘူးခုန9 dash line ဆွဲပြီးတော့ ဒါပါလာတဲ့ line touch line မှာပါတဲ့ကျွန်းတွေကိုတေးဟွာသူ့ဟာဆိုပြီးခုထိပြောနေတယ်ပေါ့နော်အဲ့ဒါကသူဘယ်လိုမျိုးပြောတယ်ဆိုတော့အဲ့ဒီချိန်မှာ plan ပါ plan ပါပြန်ဆွဲဆွဲတယ်ပေါ့နော်ဆွဲတဲ့အခါမှာသူကတေးဟွာကဘာပြန်ပြောတာပြန်တဲ့ချိန်မှာချက်တွေထုတ်လဲဆိုတော့လပောင်း2000က100ရီကိုပြန်ပြီးတက်ပြရတယ်ပေါ့နော်အဲ့ဒီဖြစ်ရကပါလဲဆိုတော့တေယုတ်တွေအရဆိုရင်တော့ဒီဒီကျောင်းကွန်ဆယ်ရေးပေါ့နော်ဒီကျောင်းကွန်ဆယ်ရေးတွေမှာဆိုရင်ခြားခြားနိုင်ငံတွေနဲ့လုပ်တယ်ဆိုတော့ပြောပြတယ်။နောက်ပြရတဲ့အဲ့ဒီကျောင်းတွေပေါ်မှာအခုရှင်အောင်သူတေသနာပညာရှင်တွေကဒီတေယုတ်အဲကျွေစည်းတွေအဲပဲတော့တေယုတ်ဒီ အိုးတွေအဲ့လိုမျိုးဟာတွေတွေ့တယ်ပေါ့နော်တွေ့တဲ့ခါမှာဆိုရင်သူတို့ကအဲ့ဒီဟာတွေကလည်းအဲ့ဒီချက်လက်တွေနဲ့သူတက်တည်ပြတယ်ပေါ့နော်တက်တည်ပြပြီးတော့ဒါကငါတို့ပိုင်းနဲ့ဖြစ်တယ်အရင်တုန်းကလည်းဒီရဲ့နေမြတ်ဆိုရင်အဲ့ဒါငါတို့ကချုပ်ကြအနာရှိတယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့ဒီပြဿနာတွေကလို့လက်ရှိကလက်ရှိမှာဖြစ်နေတယ်ပေါ့နော်အဓိကဖြစ်တဲ့ပြဿနာတွေများစုတော့တရုတ်ဟာဆိုရင်ဒီတခြားအပလဗန်ဗီယက်နမ်မလေးရှားဘရူနိုင်းအင်ဒိုနီးရှားနဲ့တော့ထိုင်ဝမ်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့သူကဒီကပြဿနာတော့အဲ့ဒါပေါ့နော် ဒါပေမဲ့မတခြားနိုင်ငံတွေကလည်းသူတို့ရဲ့ဒီ EE set တွေရောတော့ EE set တွေရောနောက်ပြီးကြတော့ဒီရေပိုင်နဲ့တည်းရာဆိုရင်တစ်ခုနဲ့တစ်ခုထက်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီပြဿနာလေးတွေကတော့ကိုယ်လည်းဖြစ်နေတယ်ပေါ့နော်အခုကြတော့အဲ့ဒီဟာတွေတော့ဒါဖြစ်ရှင်းဖို့တည်းစူးစမ်းနေကြတယ်ဒါပေမဲ့အေယောဟာဆိုရင်တော့ဒီသူ့ရဲ့တောင်းဆိုမှုဆိုရင်အမရှုံးဒါမှနိုင်ငံတကာကကြတော့တောင်းတရုတ်ပင်တယ်ကိုအရင်လေးစားကြတယ်ဘာလို့လဲဆိုတော့တောင်းတရုတ်ပင်တယ်ဟာဆိုရင်ဘာလို့အဲ့လောက်ရေပါနေလဲဆိုတော့တောင်းတရုတ်ပင်လေကိုဒါဖြတ်သွားနေတဲ့ကွန်ပစ္စည်းတွေရှိတယ် အဲ့ဒီကွန်ပျူစီတီရဲ့တောင်ပေါ်ဘလောက်ရှိတယ်ဆိုတော့3 trillion ကနေ5 trillion ထိရှိတယ်။အဲ့ဒီကွန်ပျူစီတီအရဆိုရင်အဲ့ဒီရေကြောင်းလမ်းတွေကနေအများအားသွားနေတယ်။သွားနေတဲ့အခါမှာဆိုရင်အဲ့ဒီဒီပိုင်းကကိုယ်သာရထားမှဆိုရင်အဲ့ဒီရေကြောင်းသွားတာနေတဲ့တင်မောတွေပေါ်မှာဒီတင်မောတွေပေါ်ကိုသူကခွင်းနေကောက်လို့ရပုံနဲ့အဲ့ဒီကလည်းရှိတယ်။ဒါတွေကတော့နောက်တစ်ခါကျတော့စည်ရေးနေထားရကလည်းအဲ့ဒီတောင်တရုတ်ပင်ထားဆိုရင်အရန်ကိုဒါအာတာတဲ့အချက်တစ်ချက်ဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့ဒီတကြောင်လည်းဖြစ်တယ်။ ပုံမှန်ဒုတိယကမ္ဘာစစ်တုန်းကဂျပန်တွေကအဲ့ဒီကျွန်းတွေပေါ်မှာတရားစခန်းအခြေစိုက်တာတွေပါတယ်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်တယ်။ဒီဟာဆိုရင်အဲ့ဒီဂျပန်နဲ့ကိုအဲ့ဒီချက်တွေနဲ့သူကလိုချင်တယ်ပေါ့နော်လိုချင်တဲ့အတွက်ကြောင့်သူကအဲ့လိုမျိုးတောင်းဆိုတာရှိတယ်ပေါ့နော်။တက်ပါမှုတွေကတော့လက်ရှိအခြေအနေရှိနေတယ်ပေါ့နော်။ဒီအဓိကမြကြည့်တဲ့ချက်ကတည်းကတော့ပါလဲဆိုတော့ဒီလိုတရုတ်ကဒီခုနအခလော့ဆိုတဲ့ frenzy ချမှတ်ထားတဲ့အရာတွေကိုမလိုက်နာဘူးဆိုရင်ဒါကြိုတရားမှုကနှစ်ဖက်ဖြစ်နေတယ်။တစ်ဖက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့တရုတ်ကဒီခုနချမှတ်ထားတဲ့စီမင်းတွေကိုလိုက်မလာဘူးဆိုရင် unclos unclos ဆို unclos ဆိုတဲ့ phrase ရတယ် you are နေရလာအောင်မှာသွားနေတယ်အဲ့တော့သဘောကဘယ်လိုဖြစ်သွားလဲဆိုတော့ဟုတ်ပြီဒီ un နဲ့ phrase ရဆိုတာနိုင်ငံတကာနဲ့လောလောတယ်ပေါ့နော်ကြည့်လို့သူကတရုတ်သားဒီစီမင်းကိုလိုက်မလာဘူးဆိုရင်အဲ un ကို phrase ရတဲ့တခြားနိုင်ငံတွေကဘာပြောမလဲဆိုတော့ဟုတ်ပြီမင်းတို့ကဒီတရုတ်လေးတော့မထိနိုင်ဘူးလားဆိုပြီးပြောတယ်ကြားနိုင်ငံတော်ဝိုင်းပြပါပြောတဲ့အခါမှာဆိုရင် UN ရဲ့ဒီဖွဲ့စည်းပုံချမှတ်ထားတဲ့စီးနင်းစီးရန်နေရာဆိုရင်ဒါတရုတ်နိုင်ငံတနိုင်ငံပေါ်မှာတော်ကြီးလိုမျိုး တယောက်ကောင်းကောင်းကြိုးတရားမှုမလုပ်ပေးနိုင်ဘူးဆိုရင်တခြားနိုင်ငံတွေပေါ်ပါဆိုရင်တို့ဖြစ်နိုင်မလဲဆိုပြီးဒါ UN ဘက်ကလည်းဖြစ်သွားနိုင်တယ်။နောက်တစ်ချက်ကကြာတာဘာဖြစ်သွားနိုင်လဲဆိုတော့ EU ဘက်က EU ဘက်ကကွန်မြူနစ်စနစ်ကျင့်သုံးပေမဲ့သူတို့ကနိုင်ငံတည်းမှာဆိုရင်လှုပ်ရှားမှုတွေရှိနေတယ်ပေါ့နော်လက်ရှိမှာအဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီဒီမိုကရေစီစနစ်ကိုတောင်းဆိုခြင်းနဲ့ဒီလူငယ်တွေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးလှုပ်ရှားနေတဲ့သူတွေရှိတယ်။ကဲလို့တရုတ်ကသာဒီ UN ရဲ့ UN ကဒီပြောတဲ့ချက်တွေကိုစီကဲနေကိုလိုက်နာမှန်ဆိုရင် ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ဟုတ်ပြီမင်းတို့ community ဆိုတော့မင်းတို့ community ဆိုတာကဒီ UN ဆိုတဲ့ဖွဲ့စည်းလေးပြောတာကိုနားထောင်နေရသလားဆိုပြီးတော့တရုတ်ပြည်သူတွေကြမှာဒါဆိုရင်တရုတ်ပြည်သူတွေကြမှာစုဘပုံချမှုတွေဖြစ်ပြီးတော့ community ဆိုတာကိုလောက်ချတဲ့နေတည်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီခြေနေရာဆိုရင်ဒါစိုးစုံခြေနေတည်အဲ့လိုမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်ပြောနေတဲ့ဒါတို့နေတဲ့ဒီရေပိုင်တက်ကိုဆက်ပြီးတော့တောင်းလာရလေဖြစ်တယ်ပေါ့နော်လက်ရှိကတော့တရုတ်ဟာဆိုရင်9 dash line အပြင်10 dash line ဆိုပြီးတော့ဒီထိုင်ဝမ်ကျွန်းမှာဆွဲပြီးတော့တောင်းဆိုနေတာလေပြရတယ်ပေါ့နော် โอเคဒီသတင်းတွေကတော့ဒါအမြဲတမ်းဆက်ဖြစ်နေကြောင်းလေဒီဗတဝီနိုင်ငံရေးချင်းနေရာစဉ်ဒိုဒီရှိမြန်ချင်းနေမလဲဆိုတာကတော့ကျွန်တော်တို့ဒါဆက်ဆောင်ကြည့်ပြီးတော့ဆက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာကတော့တောင်တိုပင်လယ်ထဲမှာဆိုရင်တင်မာမှုတွေကဖြစ်နေတယ်အဲကြာခဏလဲအဲ့ဒီတောင်တိုပင်လယ်ထဲမှာဆိုရင်အဲ့ဒီတရုတ်တွေဒီသိမ့်ပိုက်ထားတဲ့နေရာတွေမပြောတော့တရုတ်နေရာဆိုရင်လက်ရှိမှာအဲ့ဒီတောင်တိုပင်လယ်ထဲမှာဆိုရင်အဲကျွန်းတွေကိုတိဆောက်တယ်ကျွန်းတွေတိဆောက်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီကျွန်းတွေပေါ့ရေရည်စစ်တပ်တွေပါတီထားတယ်အဲ့လိုမျိုးထားတဲ့နေရာတွေကိုတခြားအဒီ UN နဲ့ တခြားဒီဩစတြေးလျရောအမေရိကရောအလိုဖိလစ်ပိုင်နိုင်ငံတွေအိန္ဒိယနိုင်ငံတွေအဲ့လိုမျိုးကြရေချောင်းတော်လာမှုတွေတုံနေတယ်ပေါ့နော်ဒီဒီကတော့စီရလက်ကျင်ကြတယ်ရေချောင်းစီရလက်ကျင်တယ်ပေါ့နော်လက်ကျင်မှုတွေကဆိုရင်တရုတ်ကိုလည်းဒါမလေးစားကြတဲ့ချင်းချင်းမှုတွေဖြစ်နေတဲ့ဆိုပြီးတော့အပြန်အလှန်တဲမှမှုတွေလည်းရှိနေတယ်နောက်လည်းဒီအခြေအနေတွေကဘယ်လိုဖြစ်လာအောင်မလဲဆိုတာကတော့ကျွန်တော်တို့တွေတရင်တွေကိုစောင့်ကြည့်ပြတာဒီစနေမှာဖြစ်ပါတယ်ကြည့်လို့ဒီဗီဒီယိုကိုကိုဝတီတီပီပီဆိုရင်တခြားလူတွေဒီလိုလဲ share လုပ်ပေးပါ share လုပ်ပေးပါလားဒီတိပညာတွေက ်ကျက်သူတွေသိရှိမှဖြစ်ပါတယ်ကျတော့ကျွန်တော်ရဲ့ဗီဒီယိုမှာအားနဲ့ချက်လေးရှိပါရဲ့ဆိုရင်ထောက်ပြပေးဖို့အတွက်ကျွန်တော်နဲ့တောက်ဆွကြပါတယ်ပြီးတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် bye bye